မင်္ဂလာပါဒီနေ့မှာတော့မိမိသွားမယ်နိုင်ငံပေါ်မူတည်ပြီး IS Bank ကအခြေခံလိုအပ်ချက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်နိုင်ငံအသီးသီးမှာရှိတဲ့အကြောင်းတွေတက္ကသိုလ်တွေဒါမှမဟုတ်တည့်ရက်ကယ်ရီယာအတွက် IS Bank ကဘလောက်လိုအပ်လဲသိချင်တယ်ဆိုရင်ဒီဗီဒီယိုလေးကိုစက်ကြည့်ပါခင်ဗျာနံပါတ်1တက္ကသိုလ်တွေတက္ကသိုလ်တွေအတွက် IS Bank ကလိုအပ်ချက်က6.02 7.0ကြားဖြစ်ပါတယ် တချို့တက္ကသိုလ်တွေမှာ no balance stand 5.5 skate တခုကျင်းလိုအပ်ချက်5.5လိုအပ်နိုင်တယ်လို့တချို့က6.5 and above တောင်းနိုင်ပါတယ်။ college တက်မှလား bachelor တက်မှလား master တက်မှလားဒီပေါ်မှုတည်ပြီး band score 6လောက်အနည်းဆုံးရှိထားဖို့ပြင်ဆင်ထားရပါမယ်။နံပါတ်1 professional registration ကျင်းကျင်းမှုလိုအပ်သောအလုပ်ကိုင်းများ professional fees အတွက် IELTS band score 6.5မှာ8.0ကြာလိုပါမယ်။ ဥပမာဆရာဝန်ဥပဒေရေးရာအင်ဂျင်နီယာဘိုင်းမှာ SunWise Zero Plus Banscore တောင်းလို့ရှိပါတယ်။နံပါတ်3နိုင်ငံအသီးသီးမှာ Immigration Process အတွက် IELTS လိုအပ်ချက် Canada Express Entry အတွက် Overseas 0.0လိုအပ်ပြီး Scale တစ်ခုချင်းအလိုက် Bansis အနည်းဆုံးရှိရပါမယ်။ Australia General Scheme Migration အတွက် Over Ban 7 UK Visa အမျိုးအစားပုံမူတည်ပြီး4.0 to 7.0ကြာလိုအပ်နိုင်ပါတယ်။ နယူးဇီလန်ဗီဇာမျိုးစားပုံမူတည်ပြီး6.5 to 7.5ကြာလိုအပ်နိုင်ပါတယ်။အသေးစိတ် requirement တွေကိုမိတ်ဆွေတို့တက်ချင်တဲ့တက္ကသိုလ်နိုင်ငံရဲ့ immigration website မှာစစ်ဆေးဖို့အကြံပြုချင်ပါတယ်။မိတ်ဆွေတို့ရဲ့ IS band score မျှော်မှန်းချက်ကရောဘယ်လောက်လဲ comment မှာရေးခဲ့ပေးပါဦး။ဒီလို IS နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပုံမူလေ့လာချင်နေဆိုရင် like share and subscribe လုပ်ဖို့မမေ့နဲ့နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။